ရာစုနှစ်ခုရဲ့လူတူကောင်းဆောင်ဆရာထင်းလင်းရေးသားတဲ့စာပါတမှုဖြစ်ပါတယ်။ဒီစာကိုမေစုရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့မတ်တရဖတ်ရှုတာပဲဖြစ်ပါတယ်ရှင်။ဒီစာရဲ့ပိုင်းရှင်ဆရာထင်းလင်းကိုလည်းစာဖတ်ခွင့်ပေးပါလို့ဒီစာစွာခွင့်ထောက်လိုက်ပါတယ်ရှင်။ရာစုနှစ်ခုရဲ့လူတူကောင်းဆောင်ကောင်းဆောင်ဆိုတာလူမှုနယ်ပယ်မှာနေရာတိုင်းတွေ့နိုင်တယ်လို့လူအများစုကလည်းဖြစ်နိုင်တဲ့အရာပါ။ ကြီးကဲဖြစ်သူဥဆောင်ရသူတိုင်းကောင်းဆောင်ဖြစ်နိုင်တာမို့အတန်းကောင်းဆောင် အဖွဲကောင်းဆောင် အသင်ကောင်းဆောင်စသဖြင့်ကျောင်းနေစဉ်ရွယ်ကလေးကယင်းဤကျွမ်းဝင်လာခဲ့ကြမှာပါရွယ်ရောက်လို့စီးပွားရေးနယ်ပယ်ကိုခြေချပြန်တော့လဲအလောက်ပင်မျိုးစုံမှာယာရုမျိုးစုံနဲ့ကောင်းဆောင်တီးတီးပေါ်ထွက်လာနိုင်တယ်လို့နိုင်ငံရေးအုပ်ချုပ်ရေးနယ်ပယ်မှာတော့ကြီးမားတဲ့တာဝန်တွေနဲ့အများကတင်မြှောက်ထားကြတဲ့ကောင်းဆောင်တွေရှိနေပြန်ပါတယ်အဲ့ဒီလိုရွေးချယ်တင်မြှောက်တာခန့်အပ်တာဝန်ပေးတာမဟုတ်ဘဲ အများကယုံကြည်စွာချစ်ခင်စွာနှလုံးသားနဲ့တင်မြောက်ထားတဲ့ခေါင်းဆောင်ကတော့လူထုခေါင်းဆောင်ပဲဖြစ်ပါတယ်။လူထုခေါင်းဆောင်ဆိုတာတမရဖြစ်တိုင်းဝင်ကြီးချုပ်ဖြစ်တိုင်းကာကွယ်ရေးဦးစီးချုပ်ဖြစ်တိုင်းရောင်းနိုင်တာမဟုတ်သလို၄နှစ်၅နှစ်စသဖြင့်အချိန်ကာလတတ်မှတ်ချက်နဲ့ရွေးချယ်ခံရတာမဟုတ်ပါဘူး။လူထုကလေးစားချစ်ခင်တဲ့အတိုင်းဒါလျောက်ကာလတာရှည်တတ်မှတ်ခံရဖြစ်ပါတယ်။တောင်ဆန်းစုကြည်ကိုလူထုခေါင်းဆောင်ဖြစ်လက်မခံနိုင်သူများက စီအောင်စုဘက်တော်သားတွင်နဲ့မနာလိုမရှုစိတ်သူတွေများသာဖြစ်ပါတယ်။ရှေ့လေးလုံးလူမှုအရေးတော်ပုံပြီးနောက်ဝတ္တဆေဆိုးရတက်ပြီးဆောင်မှာပဲ ရောင်ရခွင့်ပြန်ဝင်တဲ့ဝန်ထမ်းတွေဖြေရတဲ့မိကွန်းတွေထဲမှာနိုင်ငံသားကိုလက်ချက်ထားတာကိုဘယ်လိုသဘောထားလဲဆိုတဲ့မိကွန်းမျိုးထင်မိခဲ့ခြင်းနဲ့စေအောင်စုကတောင်စန်းစုကြီးမြန်မာနိုင်ငံရေးတဲ့ပါဝင်လာခြင်းကိုမနစ်မြို့ချောင်းစတင်ပြသလာခဲ့ပါတယ်။အဲ့ဒီမိကွန်းကိုအချက်မှမျက်စိမရှိလို့ပါလို့ဖြေပြီးအလုတ်အဖြုတ်ခံခဲ့တဲ့ဝန်ထမ်းရှိခဲ့တာဟာဘဝနဲ့ရင်ပြီးတောင်စန်းစုကြီးကိုလေးစားချစ်ခင်သူများရဲ့ပြရုပ်ပဲဖြစ်ပါတယ်။ ။ရောဆန်းစုကြည်ကိုသိခါကြအောင်မုံဒီအောင်ဂျိုးပန်းခဲ့သူများရဲ့ပါစစ်စိုးရထောက်လန်းရေးပုခင်းညုံကထိတ်ဆုံးကပါဝင်ခဲ့ပါတယ်။စီအောင်စုပဲ့တော်သားတွေရောဆန်းစုကြည်ကိုဒေါ်စုလို့တောင်မခေါ်နိုင်မဲ့ဒေါ်စုကြည်လို့ခေါ်တွင်ဖို့နားယူပါအောင်အချိန်ချင်းခေါ်တွင်ခဲ့တာကပုခင်းညုံပါ။သူရဲ့တရင်ဆောင်ရှင်လင်းပွဲတွေဘိတ်ကုန်းနေမှာအဲ့ဒီလိုအချိန်ချင်းသုံးခဲလို့မနေ့တနေ့ကမှမွေးလာတဲ့အာနာရှင်ဘက်တော်သားတွေကပါအဲ့ဒီလိုဆက်ခေါ်နေကြတာဖြစ်ပါတယ်။ဘုခင်ညွန့်လက်ထက် ဖမ်းခံကြရတဲ့အခါစစ်ကြောရေးလုပ်တဲ့အရာရှိကြီးငယ်တွေကအဲ့ဒီလိုခုံဝေခဲ့တာကိုကိုယ်တိုင်ကြားခဲ့မှုသလိုဒေါ်စုကြည်ကဗြိတိန်နိုင်ငံသားဒါကသူ့တိုင်းပြည်မဟုတ်ဘူးသူ့တိုင်းပြည်ကိုအချိန်မီပြန်သွားမှာဆိုတဲ့စကားဒေါ်စုကြည်ကတိုင်းပြည်ကောင်းဆောင်ဖြစ်ပြီဆိုတော့သူ့လင်းကအင်္ဂလိပ်လေးတိုင်းပြည်နဲ့ပတ်သက်တဲ့တွင်းရေးမှန်သမျှသူ့လင်းကိုပြောမှာပဲဒါတွေကစိုးရင်စရာမကောင်းဘူးလားဆိုတဲ့စကားမျိုးတွေနဲ့နိုင်ငံရေးလှုပ်ရှားသူများကိုအုံနောက်စေတာသွေးခွဲတာတွေလုပ်ခဲ့ပါတယ် ရှေ့လေလုံးရေးတော်ပုံကိုဖြုတ်ခွဲပြီးအာဏာသိမ်းလိုက်တဲ့စီအောင်စုကဒီမိုကရေစီစနစ်မြီးစမ်းကြည့်ခြင်းနဲ့ပြည်သူတွေကိုရွေးကောက်ပွဲနဲ့မှတ်လောင်ပေးပြီးချိန်ဆွဲပါတယ်1990ပြည့်နှစ်ရွေးကောက်ပွဲမတိုင်ခင်ဒေါက်ဆန်းစုကြည်ပေါ်လူလူရဲ့ယုံကြည်လေးစားမှုမြင့်မားတာထောက်ခံမှုကြီးမားတာကိုသိတော့သူ့ကိုနေအိမ်ကျဲကျုပ်ချထားလိုက်တာကလည်းဒေါက်စုရဲ့အချိန်ဝါမေးမိန်အောင်လုပ်လိုက်ခြင်းပါဒေါက်စုမပါရင်အတိုက်ခံတွေအင်အားမရှိရင်ရွေးကောက်ပွဲမှာမဆလာမြန်မာဆိုရှယ်လီလမ်းစဉ်ပါတီတစ်ဖြစ်နဲ့တဆညာ နိုင်နိုင်စည်းလုံးညီညွတ်ရေးပါတီနိုင်မှာပဲဆိုရဲတွက်ကိန်းနဲ့လောက်တာပါမနိုင်နိုင်အောင်လဲပတ်လိုက်တာတွေအခွင့်တူးပေးတာတွေလုပ်ခဲ့ပါတယ်ရွေးကောက်ပွဲပြီးရင်စစ်တမ်းရပြန်မယ်ပြောခဲ့တဲ့ဗိုလ်ချုပ်ကြီးစောမောင်ကိုယာရုကဖျောက်ခဲ့တာရွေးကောက်ပွဲပြီးရင်ဘလုံအောင်အောင်လဲမှာလဲဆိုရဲမိကုံကိုမဖြေခဲ့တာတွေကလည်းမယုံသားမှုပါပဲဒါပေမဲ့သူတို့ရဲ့မယုံသားမှုကိုပဲအဲသူတို့ကပဲတိုင်းပြည်ကြီးကိုပဲကယ်တင်နေတယ်လို့ကျန်တဲ့လူတွေကတိုင်းပြည်ကိုဝမ်းမြဖြည့်ဆည်းနေကြတယ်လို့ပြောရင်းနဲ့စစ်တမ်းနဲ့ပြည်သူကိုမမှန်ကန်တဲ့နည်းနဲ့စီရင်ခဲ့ပါတယ် ။တခြားတစ်ပတ်မှာတော့ဒေါန်ဆန်းစုကြည်ကဗြိတိန်နိုင်ငံသားဖြစ်တဲ့ကိုလိုနီလက်အောက်တန်းပြည်ပြန်ရအောင်လုပ်နေတာ။တန်းပြည်ကိုဖျက်ဆီးပြီးအင်္ဂလန်ကိုပြန်သွားမှာစသဖြင့်အဖြစ်သမားတယောက်ဖြစ်ပုံဖော်ခဲ့ပါတယ်။အဲ့ဒီကလေးကရိုက်သွင်းခဲ့တဲ့မိုင်းတွေကဒီကနေ့စစ်အုပ်စုဖက်တော်သားတွေအထိဂိမ်းအောင်နေတာကိုတွေ့ရပါလိမ့်မယ်။စစ်တပ်ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့အရှိန်အဝါနဲ့ဩဇာကိုဖျောက်ချနေတဲ့စိတ်ကြောင့်ဒေါအောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံရေးမှာအများကလေးစားကြည်ညိုသူဖြစ်မှာတိတ်ဆွေးရမှာလေဒါကြောင့်ဒီမျိုးစုံနဲ့တိတ်ခါချလိုက် ပြုလို့ပဲကတာစီရပြီထင်တဲ့အချိန်မှာအလျှော့ပေးလိုက်အချိန်မများစွာလုံခဲ့ကြတာဖြစ်ပါတယ်။နောက်ကွာ90ပြည့်ရွေးကောက်ပွဲမှာသူ့ကိုပေးပြီးဝင်ပြိုင်ခွင့်ပြုမလို့လုံခဲ့လို့ဘန်းမြုံနယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့အကြောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်နောက်ပိုင်းစာရင်းမှာတော့ဖွဲ့ချုပ်လို့ပဲဒုက္ခသုံးပါမယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကတင်းထုတ်ပြန်ခဲ့တာတော်များများမှတ်မိကြပါလိမ့်မယ်။ဒါကိုလူတို့က ဘန်းနာအာရကျူးစွာကြတော့ရွေးကောက်ပွဲဝင်ခွင့်မြအောင်လုပ်ပြခဲ့ပါတယ်။ဥပဒေကြောင့်ရဘယ်လိုပဲအရေးဆိုဆိုကြောက်ခက်ကတရားသူကြီးတွေကစစ်ဘော်ရီစီခိုင်းတဲ့အတိုင်းပဲစီရင်ချက်မျိုးစုံကိုချမှတ်ခံလို့ရွေးကောက်ပွဲဝင်ခွင့်မရတယ်လို့နေရင်ကျုံကာလာကိုလည်းဒီကနေ့စစ်အုပ်ချုပ်ရေးကိုအချိန်ချိန်တိုးနေရတယ်လို့ပဲအချိန်ချိန်တိုးပြီးချုပ်နှောင်ခံခဲ့ရပါတယ်။ဒီရွေးကောက်ပွဲမှာဘွေကြောင့်ပါဝင်ဒီမိုကရေစီဘက်တော်သားတွေမနိုင်ဖို့ကိုလည်းပါတီတွေဖျက်သိမ်းတာပါတီကောင်းဆောင်တွေကိုဖမ်းတာ ရည်တည်ချက်ပြသပြီးဒေါရတိမ္မာသူတွေကိုပုံစံမျိုးစုံနဲ့တပ်ပစ်တာပါတီယောဂတွေကိုပိတ်ပစ်တာအစသဖြင့်မဆလာအတွင်ပြောင်းတဆမညနိုင်ရဖို့အတွက်ပြလိုက်တာတွေများစွာရှိခဲ့ပါတယ်။အပွဲချုပ်ရဲ့အောင်နိုင်ရေးအတွက်တုံးတဲ့မြို့နယ်ပြောက်မေမာနိုင်သည် စုနယ်ခမောက်မေမာနိုင်ပြီဆိုတဲ့စာသားတွေကိုဖျက်ပြီးရုံရင်းကျမ်းမ်းနဲ့စာသားတွေနဲ့ဒေါန်ဆန်းစုကြည်ကိုတိတ်ခါကြအောင်လုပ်ခဲ့ပါတယ်။ဘလိုပဲလို့လို့ပြည်သူလူထုရဲ့မေတ္တာနဲ့ပြတ်သားတဲ့ရွေးချယ်ချက်ကတောင်မျိုးကမ်းမျိုးဖြစ်ခဲ့ပါတယ်။အပြတ်သက်နိုင်ခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကိုစေအောင်စုက ကောက်ကျစွာဖြတ်စည်းခဲ့ပါတယ်။ရိကဝယ်ရလိုက်ကိုဖြတ်စည်းပြီးပြန်တော့စစ်စိုးရရဲ့အနာဇက်နဲ့ဩဇာကခေါင်းဆန်းစုကြည်ကိုပြန်လို့ပေးရတော့အောင်မကြည့်မပါဘူး။အချင်းကြနေသူကပါတီရဲ့ခေါင်းဆောင်မဖြစ်ရဘူးဆိုပြီးခေါင်းဆန်းစုကြည်ကိုပါတီရဲ့အထွေထွေအတွင်းဝဖြစ်ကထောက်ခံပါတယ်။ဦးအောင်ရွှေဦးဆောင်နဲ့ဖွဲ့ချုပ်ကောင်ဆောင်တွေကပြင်ဆင်ဖွဲ့စည်းထားတဲ့ဗိုလ်လုံးမှုဆောင်နေရာမှာဥလွင်ကိုအတွင်းမှုဖြစ်ခံပါတဲ့ထွေထွေအတွင်းမှုမဟုတ်ပါဘူး။ဒါကြောင့်ဒေါက်ဆန်းစုကြည်ပြန်လဲ လွမြောက်လာတဲ့အခါမှာဥလင်ကနှုတ်ထွက်စရာမလိုဘဲနဲ့ဒေါ်စုကသူ့ရံမူလာတာဝန်ဖြစ်တဲ့ထွေထွေတွင်းမှုတာဝန်ကိုပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာစီအိုစုကိုခွင့်ရရတဲ့လောက်ဒီမိုကရေစီဘက်တော်သားတွေကအနိုင်ယူနိုင်တယ်ဆိုတာကိုတစ်ဖက်ပြလိုက်တာပါ။ပြန်လို့ပေးတယ်ဆိုတာကလည်းအနာရပါတီပါဝင်နိုင်ငံရေးပါတီတွေကိုလှုပ်မရအောင်ဥရီမျိုးမျိုးနဲ့တားမြစ်မျိုးသားညီလာခံအောက်ထဲပါတီတွေအားလုံးကိုဝေစီပြီးမှပြန်လွတ်ပေးတာပါ။ဒေါက်ဆန်းစုကြည်ကစစ်တမ်းနဲ့အမြဲပြည်လည်အောင်ကြိုးစားနေဆိုပေမဲ့ ဟန်ကွာ95ခုနှစ်ပြန်လည်လွတ်မြောက်လာပြီးမကြခင်မှာပဲဖွဲ့ချုပ်ဟာမြူသားညီလာခံတက်နေရကနေထွက်လိုက်ပါတယ်။အရင်ကမကြခင်မှာပဲစစ်ကောင်းဆောင်တွေမထင်မှတ်ထားတဲ့လူထုလှုံ့ဆော်မှုကြီးပေါ်ပေါက်ခဲ့ပါတယ်။အဲဒါကတော့တက္ကသိုလ်ဤတာလန်ချမ်းမန်း94ကလူထုတွေ့ဆုံပွဲတွေဖြစ်ပါတယ်။တစ်ပေါင်းများစွာကျင်းကြခံထားရတဲ့ကောင်းဆောင်ကိုတွေ့ခြင်းလို့အေရှိမှာလာပြီးစုယုံကြတဲ့ပြည်သူတွေကိုထွက်နှုတ်ဆက်ရကစတင်ပေါ်ပေါက်လာတဲ့စနေတနေ့တွေလူထုတွေ့ဆုံပွဲကကမ္ဘာကျော်နိုင်ငံကြီးလှုံ့ဆော်မှုကြီးဖြစ်ခဲ့ပါတယ်။ အခုလိုလူမှုကွန်ရက်တွင်နှီးပညာတွေမထွန်းကားသေးတဲ့အချိန်ဖြစ်တာကြောင့်အဲ့ဒီကာလတွေဟာပြည်သူလူထုရဲ့အတန်းနဲ့အဖွဲ့ချုပ်ခေါင်းဆောင်တွေရဲ့နိုင်ငံရေးတွေးခေါ်တွေသဘောထားတွေလွတ်လွတ်လပ်လပ်ထုတ်ပေါ်ကြတဲ့အချိန်တွေပဲဖြစ်ပါတယ်။အစပိုင်းအတန်းတိတ်နေခဲ့တဲ့စစ်ခေါင်းဆောင်တွေကဒေါန်ဆန်းစုကြည်ရဲ့အချိန်ဟွာတက်လာတာကိုပိတ်ပင်မှုအောက်ကြံပါတော့တယ်။အဲ့ဒီတော့ကပုတ်ခင်းညွန့်ခေါင်းဆောင်နဲ့စစ်ထောက်လိုင်းရေးအင်အားကြီးတယ်လို့ဒီမိုကရေစီဘက်တော်သားတွေကိုအရင်နှိမ့်ဆက်တဲ့ကာလတွေပါ။ချန်ရှိဟောပြောပွဲမှာပြည်သူလူထုကထောင်ဝင်းဖြစ်နေတော့ရုံးရင်ဆန်ကဖြစ်အောင်လုပ်ပဲအဲ့ဒီနေရာမှာ တိုင်းပြည်ပြည်စည်းရပြည်စည်းကြောင်လုပ်နေတယ်ဆိုတာမျိုးနိုင်ငံမှာမီဒီယာတွေကနေပုံစံမျိုးစုံနဲ့ဖော်ပြပါတယ်။ဘီကန်ကောင်းဆိုတဲ့နာမည်နဲ့တောင်ဆန်းစုကြည်ပါလဲပဲလဲဆိုတဲ့အခန်းဆက်ဆောင်မတွေဖော်ပြတယ်။ဗျာအိုးဆိုတဲ့အမည်နဲ့ ကတ်တွန်းနေဖော်ပြတယ်။ဆောင်းပါးတွေမှာရောင်စန်းစုကြည်ကတိုင်းပြည်ကိုဖျက်ဆီးနေကြောင်းကော်လိုနီလက်သစ်တွေအောက်ကိုတိုင်းပြည်အောင်ဖျက်မှောက်တွေလုပ်နေကြောင်းကိုအတိအကျအသားပေးရထားတယ်လို့ကတ်တွန်းနေမှာလည်းရောင်စန်းစုကြည်ကိုနာမည်ပြောင်းမျိုးမျိုးနဲ့ကတ်တွန်းရုပ်ပြောင်းကိုရုပ်စိုးပန်းစိုးရေးဆွဲဖော်ပြပါတယ်။အဲ့ဒီလိုအောက်လန်းနီတွေနဲ့ဘလိုပဲလုပ်လို့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုကကြီးတဲ့ကြီးလာတာကြောင့်ချမ်းရှိဟောပြောဝဲတွေကိုတင်းကျပ်ပိတ်ပင်ခဲ့တယ်လို့ဖန်းစီတွေပါလုပ်ပါတယ်။စစ်ထောင်လာရေးကရောင်စန်းစုကြည်ကိုတာမကသူ့ကိုထောက်ခံသူတွေကိုပါဖက်လောင်မုံတီးတယ်လဲဆိုတာ အဲ့တော့ငါဖန်ခံရသူများကကောင်းသိကြပါတယ်။နမူနာအားဖြင့်ချမ်းရှိဟောပြောပွဲမှာဒေါ်စန်းစုကြည်ကျမ်းပါပါစီလို့ဩတဲ့သူကိုစစ်ကြောရေးစကန်မှာတတိလက်တဲ့အထိအဲ့လာပဲထက်ခါထက်ခါဩခိုင်းတာအဲ့ဒီလူကိုထောင်ချတာမျိုးပါ။စစ်ကောင်းဆောင်ဆက်ဆက်ဒေါ်စန်းစုကြည်ကိုမုန်းဒီစိတ်က ကြောက်စိတ်ပါရောရှန်နေပါတယ်အထူးသဖြင့်ဒေါန်ဆန်းစုကြည်ရဲ့ဩဇာရှိန်ဝါကြီးထွားလာမှာပြည်သူလူထုကလေးမျက်ပြုမှာကိုသိကြပါတယ်နမူနာတစ်ခုပြောပြလိုပါတယ်ဘွယ်ကျုံနဲ့ထောက်ခံသူတွေကဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ကိုမြန်မာနိုင်ငံမျိုးသမီးများနေ့လို့ဂုဏ်ပြုခြင်းမှာတဲ့အခါမှာစစ်စိုးရကသူတို့ဖွဲ့ထားတဲ့မျိုးသမီးဖွဲ့တီထောင်တဲ့ရက်ကိုမြန်မာနိုင်ငံမျိုးသမီးများနေ့လို့နောက်ကနေပြီးလိုက်တက်မှတ်ပြီးတော့ဘွယ်တွေကျင်းပပြန်ပါတယ်ရွေချက်ကရှင်းပါတယ်ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးထိမ့်မှန်နေ့မကြံအောင်ပါ ခြံရှိဟောပြောပွဲတွေပိတ်လိုက်ပြီးနောက်မှာတောင်ဆန်းစုကြည်ရဲ့ခီးသွားလာခွင့်တွေကိုအချိန်ချင်းတားဆီးပြန်ပါတယ်။ ARR တိုင်းကိုသွားတဲ့ခီးစဉ်တွေမှာစီးသွားတဲ့ကားကိုတားဆီးတဲ့အပြင်လူပေါင်းများစွာကဝိုင်းမာပြီးကောင်းမလို့မရတဲ့နေရာဒီရွှေ့ပြစ်တာမျိုးရှိတယ်လို့မန္တလေးကြီးစင်ဆိုရင်လည်းသူတို့စီမံရထားတဲ့တခုလုံးကိုဖြုတ်ထားခဲ့တာမျိုးရှိခဲ့ပါတယ်ပြီးတော့ရောင်စန်းစုကြည်ကိုနေအိမ်ခြေချုပ်ချလိုက်ပြန်ပါတယ်၂000ခုနှစ်ပြန်လည်လွတ်မြောက်လာပြီးနောက်ရောင်စန်းစုကြည်ကနိုင်ငံနဲ့ ်စီယုံရဲခီးတွေကိုတောင်းရောက်ခဲ့ပါတယ်သူရောက်ခဲ့မြို့တိုင်းမှာတောင်းတဖျားဖျားကြိုးစိုးတဲ့ပြည်သူလူထုရဲ့ထောက်ခံမှုတွေကဆေးအုပ်စုမမြင်ခြင်းနဲ့မြင်ခွင့်နေပါဒါကြောင့်တပင်းဖြစ်စဉ်ကိုဖန်တီးပြီးအသက်တည်တဲ့ဒီလောက်ကြံမှုကြိုးပမ်းခဲ့ပါတယ်သူတို့ပြင်ထားသလိုမဖြစ်တော့ဖန်စီပြီးထောင်သွင်းချင်းချလိုက်ပြန်ပါတယ် ပြန်လို့ပြီးတစ်နှစ်ကြာမှပဲထက်မှန်ပြီးအချင်းချခံလိုက်ရတာပါဒီလိုနဲ့2003ခုကနေ2010အထိအချင်းချခံလိုက်ရလို့တိုင်းပြည်ရဲ့မြင်ကွင်းကနေတတိယအချင်း9နှစ်ကျော်ပြောက်ွယ်သွားရပြန်ပါတယ်စေကောင်းဆောင်တွေကသူတို့အားသာနေတဲ့အချိန်လေးကြာမှဒေါန်းဆန်းစုကြည်ကိုပြန်လို့ပေးလေးရှိပါတယ်ဒီတကားလည်းမတရားရေးဆွဲထားတဲ့အခြေခံဥပဒေကိုဒီပြုစစ်ကောင်းဆောင်တစ်ဖြစ်လဲရက်သားစိုးရနဲ့လွတ်တော်ရေးကိုစစ်ဘိုလ်တမသားထက်ဖို့ပြင်ဆင်ပြီးတဲ့အခါကြာမှပြန်လို့ပေးတာပါလူမှုရေးတင်းဆိုပြီးเจ้าနေမှာပါမဝင်မနေရဖွဲ့ထားတဲ့ ချန်ဖွင့်အသင်းပြည်ထောင်စုချန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးတင်းကိုလည်းပါတီဖြစ်ပြောင်းရွေးကောက်ပွဲဝင်နိုင်ရပါတီဖြစ်စေခဲ့ပါပြီ2010ရွေးကောက်ပွဲကနိုဝင်ဘာ9ရက်နေ့မှာပြုလုပ်ပြီးတပတ်အကြာနိုဝင်ဘာ13ရက်နေ့ကျမှဒေါက်ဆန်းစုကြည်ကိုပြန်လွှတ်ပေးတာပါအဖွဲ့ချုပ်ကအဲ့ဒီရွေးကောက်ပွဲမှာဝင်မပြန်ခဲ့ရတော့ဒေါက်ဆန်းစုကြည်ရဲ့ခေကုံသွားပြီလို့ခေပြန်နိုင်ငံရေးသမားတွေနဲ့မီဒီယာတချို့ကပြောဆိုဖော်ပြခဲ့ပါတယ်ဒါမဲ့ဂျားပြန်ရွေးကောက်ပွဲကနေတဆင့်အစဉ်ပြီးတဆင့် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဆိုရတာဝန်နဲ့ထမ်းဆောင်တဲ့အထိတောင်ဆန်းစုကြည်ရဲ့လှုပ်ဆောင်မှုတွေပြည်သူလူထုရဲ့ထောက်ခံမှုတွေကိုကြည့်ရင်ဘလိုလားသူတွေဘလိုပဲဖြစ်ဖြစ် သူ့ပေါ်ချစ်ခင်လေးစားတဲ့ပြည်သူလူထုရဲ့အင်အားကိုခံမှန်းသိရှိနိုင်ပါတယ်။တောင်ဆန်းစုကြည်ကလူတွေကလူတရားမှုလောက်ရက်တွေထင်မြင်ယူဆချက်တွေမှာကမှားနိုင်ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံရေးခေပြောင်းဒေါ်လာရေးတဲ့သူပါဝင်ခဲ့ပြီး36နှစ်ကျော်ကာလမှာနှစ်20နီးပါးအချင်းချခံရပြီးအသက်80ရွယ်မှာတော့တိုင်းပြည်ကောင်းစားစေခြင်းနဲ့စိတ်နဲ့ဆက်လက်ရည်တည်နေသူမှုပြည်သူလူထုကချင်းမြဲချင်းနေအောင်ပါသူကမုန်တီအောင် သူ့ကိုအရေးမပါအောင်ဘယ်လိုတွေဘယ်လောက်ပိတ်ပင်ထားစီမှုတွေလုပ်ပါစေသူ့ရဲ့အချိန်ဝါကမိမိပြကွယ်သွားစရာမရှိပါဘူးထောင်စန်းစုကြီးဆိုတာရာစုနှစ်တခုတည်းတော့မဟုတ်ပါဘူး20ရာစုရော21ရာစုမှာပါလူများစုကလေးစားချစ်ခင်ကြီးညိုအားကိုးတဲ့တက်ရှိလူထုခေါင်းဆောင်ဖြစ်ကြမှာရှိရ3လ2025ဒါကတော့ချက်တင်လင်းကနေပြီးတော့မှမေဆွေရဲ့တက်ရှိဆယ်ပြည့်မွေးနေ့အမတ်တရားအနေနဲ့ထုတ်ပေးတဲ့ ရာစုနှစ်ခုရဲ့လူလူကောင်းဆောင်ဆိုတဲ့စာအုပ်ထဲကဒေါန်းဆန်းစုကြည်ရဲ့အကြောင်းများကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။မေစုတက်ရှိကျမ်းမာဘေးပြာမိခွာပါစေ။